ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်အန်ကီမူပါ Channel Subscribe လုပ် VPN ဖွင့်ပြီးစီစဉ်ကိုစပါမယ်အပိုင်း129ရဲ့အစမှာတော့အကြီးကဲငါ့အုပ်ထဲကစိန်စီတန်ကိုဗိုနီကဓာတ်နဲ့ပြေးထိုးခဲ့ပါတယ်ရေတပ်သားတွေအားလုံးတော့ရေတပ်ဘိုဒိုဘာမန်ကမျိုးလေကောင်းတွေဝေးဝေးနေဖို့အမိန်ပေးလိုက်ပါတယ်ရေတပ်သားတွေကအကြီးကဲငါ့အုပ်ထဲကစိန်စီတန်ရောက်ချလာလို့အံ့ဩနေကြပြီးအားလုံးကဓာတ်ပုံတွေထဲမှာပဲမြင်မှုတာလို့ပြောနေကြပါတယ်အဲဒီဒိုဘာမန်ဗိုနီစီရောက်လာပြီးတော့အကြီးကဲတယောက်ကိုဘလို့တတိနဲ့ဓာတ်နဲ့ထိုးရဲတဲ့လို့ပြောလိုက်ပါတယ် ကမ္ဘာကြီးအကြီးဆုံးကောင်းမှသွားထိထားလို့ဒိုဘာမန်ကဘိုနီကိုတိုက်ခိုက်ဖို့သူ့ရဲ့တပ်တွေကိုမိန်ပေးလိုက်ပါတယ်။ဆန်ဂျီကတော့ဒါမကောင်းတော့ဘူးလို့ပြောနေပြီးတော့ဖီဂါပန်ကဘိုနီအမြထွက်ပြေးတော့လို့အော်ပြောနေခဲ့ပါတယ်။စိန်စီတန်းတော့ခွေးမသားတွေငြိမ်းနေကြစမ်းငါဓာတ်ထိုးတာမခံချင်းရှောင်လိုက်ပါဘို့လို့ပြောလိုက်ကဘိုနီကိုတိုက်ခိုက်လိုက်ပါတယ်။လွင်ထွက်သွားတဲ့ဘိုနီကိုလက်နဲ့လမ်းဖမ်းထားလိုက်ပြီးတော့ဆန်ဂျီကရာဆက်ဆဘိုနီကိုများလို့ပြောကပြေးချဖို့လုပ်ပေမဲ့စေတန်းရဲ့အကြီးကျယ်နဲ့တွေမှောက်ကြသွားပါတယ်။လဲကြသွားတဲ့ဆန်ဂျီကိုဖရန်ကီကရောက်လာပြီးတော့ထူပေးလိုက်ပါတယ်။ စီတန်းဓာရယံကလည်းချက်ချင်းပြောက်သွားပြီးတော့ဒိုပါမန်ဗီဂပန်နဲ့တခြားသူတွေကိုဖမ်းဖို့လှုပ်ပါတော့တယ်။ဒါပေမဲ့စီတန်းကခွေးမသားတွေကတော့မလို့ကြနိုင်လေထွက်ပြေးလို့မှမရကြတော့ပဲလို့ပြောပြီးတော့ငါဖီနဲ့ရှင်ချထားတဲ့ဂီဇာရူကိုအလုံသားစူးစားတာပဲအိတ်တောင်ပျော်တယ်လို့ပြောပေမယ့်ဂီဇာရူကတောင်းမှန်လိုက်ပြီးတော့ကျွန်တော်လည်းမတတ်နိုင်ဘူးလို့ပြောလိုက်ပါလေ။ "तू ကလှုပ်တော့မလှုပ်နိုင်တော့ဘူးလို့ပြောနေပြီးငါဖီကတော့ gear 5ပြောင်းထားလို့မောပြီးတော့ရှာထွက်နေပါလေ။စီဒန်ငါဖီကိုသူ့ရဲ့လက်ချုံနဲ့ထိုးတာဖို့လုပ်ပြီးပြန်ဖရန်ကီကသူ့ရဲ့လက်သီးနဲ့ငါဖီကိုတွန်းထုတ်လိုက်ကာ ကယ်ပေးလိုက်ပြီးတော့ကမ္ဘာအကျန်းဆုံးကောင်းကြီးတော်ငါကပတိန်ကိုတတ်ချင်လားလားလို့ပြောကာတဟီးနဲ့ကြီးနေခဲ့ပါတယ်စီဒန်ဒီတိုင်းပွဲမှာငါဖီနဲ့ဘိုနီတို့ပါလာတော့မမျှော်လင့်ထားဘူးလို့ပြောလိုက်ပြီးဗီဂါပန်ကိုတစ္ဆာဖောက်တဲ့အတွက်စိတ်တိုနေပြီးတော့မင်းကျူးဆိုင်တဲ့သူတွေကိုအစင်းလိုက်ပြောမင်းချစ်တဲ့သူတွေတဖြည်းဖြည်းတတ်ပြီးတော့နောက်ဆုံးမင်းအောင်လည်းတတ်ပြီးရေတပ်ကိုစန့်ချင်ဘာဖြစ်မလဲသိအောင်လုပ်ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်ဘိုနီကသတိရလာပြီးရုန်းကန်နေတာကြောင့်စေတန်းသူမကိုလက်နဲ့ညှစ်ပြီးတော့ရိုးရီချိုးဖို့လုပ်နေပါတယ်စန်ဂျီကဝင်ကူကြည့်ပေမဲ့စေတန်းရဲ့ ဒီဘက်ဖရူစွာအောင်လှုံမြတော့ပဲဖရန်ကီတို့ရောအားလုံးကပါလှုပ်လို့မရကြတော့ပါဘူးဘော်နီယာရှင်ကျမအဖေကိုတတ်ခဲ့တယ်လို့ပြောလိုက်ပြီးတော့ဇေတန်မင်းရဲ့ဖီးယားကဘာကြီးကိုစောက်ကောင်းတို့မပေးခဲ့တဲ့ဘူကန်ဒီယာဂျုံမျိုးနွေဟာဆင်းသက်လာတဲ့သူမလို့လေလို့ပြောလိုက်ပါတယ်ဘော်နီယာသူမရဲ့ဖေကိုမြင်အောင်နေခဲ့ပါတယ်ကူမာသူငယ်ငယ်လေးတုန်းကကဘာကြီးရဲ့ခံစားနေရတာတွေကိုကယ်တင်ပေးနိုင်တဲ့သူရဲ့ကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တာလို့ပြောပြီးတော့နေနာဖီးယားနီကာလိုပေါ့လို့ပြောကနီကာရဲ့သချင်းကိုစိုးရင်းနဲ့ဘော်နီလေးကိုကပြခဲ့ပါတယ်ရေတားသားတွေအားလုံးကဘော်နီရဲ့ကောင်းဝိုင်းပြကြဖို့လုပ်နေပြီးတော့ ီဂါပန်နဲ့စန်ဂျီတို့ကကလေးပဲရှိသေးတာဖြစ်လို့မလုပ်ဖို့ပြောနေကြပါတယ်။လွန်ခဲ့တဲ့48နှစ်ကဆောဘတ်တိုင်းမီရဲ့ဖျားဆောင်တစ်ခုမှာကလေးတယောက်မွေးဖွားလာပါတယ်။ကလေးရဲ့ဖေကတော့ club လို့ခေါ်ပြီးတော့အမေဖေးသူရဲ့နာမည်ကိုတော့မသိရပေမဲ့မွေးလာတဲ့ကလေးလေးကတော့ကူမပဲဖြစ်ပါတယ်။အဖေဖေးသူကကန်ဒီယာမျိုးနွယ်ဖြစ်တာကြောင့်ရေတက်ကအလိုရှိနေသူဖြစ်ပြီးကလေးမွေးဖွားခွင့်မရှိပေမဲ့ဆရာဝန်တယောက်ကလွတ်ဝတ်ထားပေးမယ်လို့ပြောပြီးတော့မွေးပေးခဲ့ပါတယ်။ပြောလှပါတဲ့မိသားစုဘွားလေးကိုပိုင်ဆိုင်ခဲ့ကြပြီးတော့နောက်ထပ်၄နှစ်ကြာမှတော့ဆောင်းကပြပြသလေးနဲ့ပြေးလာခဲ့က Club တို့ကိုထွက်ပြေးဖို့ပြောပါတော့တယ် အချောင်းကားရေတပ်သားတွေကစေုံတီရောက်လာကြလို့ဖြစ်ပြီးတော့ပြောနေတော့မှရေတပ်ကသူတွေရောက်လာကဖမ်းခေါ်သွားခဲ့ပါတော့တယ်။ club ကပြန်တိုက်ခိုက်ဖို့လုပ်ပေမဲ့အင်အားမမျှတာကြောင့်အဖမ်းခံလိုက်ရပြီးတော့သူကသာဘူဂန်နီယာသွေးပါတာကြောင့်မိမနဲ့ကလေးကိုတော့လွတ်ပေးဖို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့မရခဲ့ပါဘူး။သူတို့မိသားစုသုံးယောက်ကအချင်းချထားတာကိုအချိန်တစ်ခုထိခံခဲ့ရပြီးတော့တရက်မှာတော့အမေနဲ့ဖေကိုခွဲထားလိုက်ကအမေဖြစ်သူကကူမကိုဘာတွေပဲဖြစ်လာလားအားတင်းထားဖို့ပြောခဲ့ပြီးအဖေဖြစ်သူကလည်းအသက်ကြီးလာတဲ့အခါပြန်တွေ့ကြမယ်လို့ပြောကာတကွဲတပြားစီဖြစ်သွားကြပါတယ်။ အသက်၄နှစ်ပဲရှိသေးတဲ့ကုမတန်မာတဲ့ခန္ဓာကိုယ်ကြောင့်အရွယ်နဲ့မမြအောင်ခိုင်းစေခံနေရပြီးတော့အမားလုံးမြေကြာဖို့နဲ့ရိုက်ခံရတာကြောင့်တောင်းမန်ပါတယ်ဗျာ။နာလုံးလို့ပါဆက်မြိုက်ကြပါနဲ့တော့လို့ဩကာတောင်းမန်နေပေမဲ့ဘယ်တော့မှရက်တက်မသွားခဲ့ပါဘူး။နေနေညာညာလှုပ်ရတဲ့အလုပ်တွေကြောင့်လမ်းကောင်းကောင်းတော့မရှောင်နိုင်တော့ပဲရလိုက်ရင်တေးအောင်ရိုက်ခံပြီးတော့မျက်ရည်ကျရင်လည်းစောင်းနာကြီးတယ်စောင်းဆက်ပိတ်လို့အမြဲတမ်းပြောခံနေရပါသေးတယ်။တကယ်မှတော့အဆောင်တွေမတိအောင်ခုံးငုံတဲ့ကုမအဖေဖြစ်သူနဲ့ပြန်ဆောင်ခဲ့ရပြီးတော့ပျော်သွားတာမှမကြသေးပဲအမေဖြစ်သူကဆုံးသွားပြီလို့ကြားလိုက်ရတာကြောင့် လေးနေရွယ်ကလေးလေးရဲ့ရင်တွေလည်းကွဲကြေသွားပြန်ပါတယ်အဖေဖေးသူကသူသေးသွားတာကောင်းတယ်လीနော်ဝစ်ကျွတ်သွားတာပေါ့လို့အကောင်းဘက်ကနေပြောလိုက်ပြီးတော့ကူမဒီလိုဆိုသားလေးသေးခြင်းနဲ့အဖေလို့ပြန်ပြောလိုက်ပါတယ်ဒါမှလည်းကလပ်ကသူတို့တွေကသေးမှာမဟုတ်လို့ပြောနေပြီးတရားကြလို့ရှိရင်နေနာဖျားနီကာကသူတို့လာကယ်မှာလို့ပြောနေခဲ့ပါတယ်ပြီးတော့နီကာလာရင်သားသူ့ရဲ့သချင်းတန်လေးကိုကြားလိုက်မယ်လို့ပြောပြီးတော့သချင်းလေးကိုညီးပြကကလေးလေးပြောအောင်ကားပြနေတဲ့ကလပ်ကနားကြီးရဲ့ဆွဲအကြောင်းပြချက်လေးနဲ့အဆောင်ရဲ့လက်ချက်နဲ့နေရာမှာနေမဲ့အသက်ခံလိုက်ရပါတော့တယ် ဒိုနယ်နောက်ထပ်၄နှစ်ကြာမှတော့အစိုးရအုပ်ချုပ်မှုမရှိတဲ့ Gavali ဆိုတဲ့ကျုံးတစ်ခုမှာ Pacific Star တွေကနေကန်အမဲလိုက်ပွဲလုပ်ဖို့စီစဉ်နေကြပါလိမ့်။ကျုံးကသဘာဝတရားစာတတွေရန်ကြွယ်ဝပြီးတော့အစိုးရလက်အောက်မှာလည်းမရှိနေတာကြောင့် Pacific Star တွေရောက်လာပြီးအစိုးရပိုင်းလာသိမ်းတာဖြစ်ပါလိမ့်။ကျုံးရဲ့ဘင်ကြီးကသူ့တိုင်းသူပြည်သားတွေကိုအပြော်အမဲလိုက်ဖို့နဲ့တတ်မလို့လားလို့ပြောနေခဲ့ပြီး Pacific Star တွေကဒီကောင်မဲလာကြီးလားလို့ပြောနေကြတော့မှာမဲမဲရာတို့ကသူ့ကိုဓာတ်နဲ့ခုတ်ပြီးတော့တတ်ပြစ်လိုက်ပါတော့တယ်။အဲလူကတော့ကမ္ဘာအကြီးအကဲတွေကတယောက်ဖြစ်တဲ့စိန်ဂါလိမ်ပဲဖြစ်ပါလိမ့်။ Pacifista ရာ God Valley ရဲ့ဘရင်သေးသွားလို့ပြောနေကြပြီးတော့နေကန်ဘဲလိုက်ပွဲအတွက်လည်းဂါလင်းကိုအမှတ်အနှုတ်တောင်းပေးလိုက်ကြပါလိမ့်။တပတ်မှာတော့ဂျင်းသာခန္ဓာတကူးမှတန်တိုင်းတွေကိုလက်နဲ့ကွေးပြပြီးတော့ထွက်ပြေးသွားခဲ့ကဒါအော် Pacifista ရာသတိထားမိသွားခဲ့ကြပါလိမ့်။ကူမာနဲ့တူအချင်းကြတဲ့သူတွေကဒီတိုင်းရက်ကြည့်နေကြတာကြောင့်သူတို့တွေကကူမာကိုပြန်ဖမ်းခဲ့ဖို့မိန့်ပေးလိုက်ပါလိမ့်။ကူမာလေးကတော့အိုင်းချင်းနေစွာနဲ့ထတ်တောင်မပြေးနိုင်တော့ပဲနေရာမှနေဒူးထောက်ချလိုက်ပြီးတော့ငုံနေခဲ့ပါလိမ့်။အဲဒီအချိန်မှာအချင်းတူတူကြားခဲ့တဲ့သူတွေကရောက်လာပြီးတော့ကူမာကိုဝိုင်းဖမ်းဖို့လုပ်ကြပါလိမ့်။ ကူမကြောင်းလိုက်တကြားနဲ့အော်ဟင်းငိုယိုပြီးတော့လွတ်ပေးကြပါဗျာကျွန်တော်ပြန်မသွားနိုင်တော့လို့ပြောကငိုနေခဲ့ပြီပြန်သွားရင်လည်းအသက်ပဲခံရမှာမလို့ဒီမာရင်တတ်ပေးဖို့တောင်းဆိုလိုက်ပါတော့ရိကူမအောင်ရှာတွေ့ပြီးဆိုတဲ့တရင်ကအကြီးကဲရေးစီရောက်သွားပြီးတော့အမှန်မှာတော့ကူမအောင်အဲ့လူတွေကမဖမ်းချင်မတက်ချင်ပေမဲ့လွတ်ပေးလိုက်ရင်သူတို့ကုံတက်ခံမှာကြောင်းပဲဖြစ်ပါရိအဲ့ချိန်ကြောင်းဆောင်တစ်ခုပေါ်ကနေ Inverio Ivankov နဲ့ Jenny တို့ကရောက်လာခဲ့ပြီးတော့ Jenny ကသူတို့အားလုံးကိုတေးချင်လားရှင်ချင်လားလို့မေးလိုက်ပါရိ ဒါကြောင့်အားလုံးကရှင်သန်ကျင်လည်းလို့ပြောလိုက်ကြပြီးတော့သူတို့နှစ်ယောက်ကဒါဆိုငါတို့နဲ့တူတူလိုက်ခဲ့ကြငါတို့မှအားလုံးရှင်သန်ကြရမယ်နီးလန်းရှယ်လို့ပြောလိုက်ကဒီပိုင်းလေးကတလောင်းနဲ့ပဲအဆုံးသတ်သွားခဲ့ပါရယ်ခင်ဗျာကျွန်တော်အန်ခင်မှုပါ